ကိုလုံနေတဲ့အလုတ်ကတံပိုးရှိပြီးကိုရဲ့ရည်ရွယ်ချက်နဲ့ကိုင်းနေနေရင်ကိုရဲ့ဘဝကအတိတ်ပဲရှိလာလိမ့်မယ်။အဲဒီလိုဘဝကအတိတ်ပဲရှိလာမှာပဲစက်မှန်တဲ့ပျော်ရွှင်မှုဆိုတာလေပိုင်ဆိုင်တယ်မှာ။အခက်ခဲအကျက်တွဲတွေကိုရင်ဆိုင်ကြော်လွားနိုင်ခြင်းကဒုတိယရဲ့အကြီးမားဆုံးသောခွန်အားပဲ။ နောက်တစ်ခုကစိန်ခေါ်မှုတစ်ခုချင်းစီတိုင်းကိုကြော်ဖြတ်တိုင်းမှာလဲကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကတိုးတက်လာပြီး နောက်ထပ်ကြုံတွေ့လာနိုင်မဲ့အခက်အခဲတွေအတွက်လည်းအကောင်းဆုံးရင်ဆိုင်နိုင်စွမ်းတွေရလာလိမ့်မယ်ကိုကိုကို ဖွင့်ပြိုးတိုးတက်အောင် အမြဲလှုပ်ဆောင်ကြိုးစားနေခြင်းကအနာဂတ်အတွက် စိတ်ချရတဲ့ဘဝတစ်ခု ဖန်တီးနိုင်ပါလိမ့်မယ်။ကိုယ်ပိုင်ထိုးထမှုအတွက်ကိုကိုကိုအပေါ်မှာရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာဘယ်တော့မှမဆုံးရှုံးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ။အတိတ်ကဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့အမှားတွေနာကျင်မှုတွေကနေရုံမထွက်နိုင်ခြင်းကတော့ပိတ်ထားတဲ့ခန်းတစ်ခုလိုပဲ။ဘယ်ကောင်မှ ပါလို့မရတဲ့လို ဘယ်ကမှလည်းဝင်လာလို့မရဘူးဒီရောအတိတ်ကကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုလွတ်ပင်းတတ်ဖို့လိုတယ်အမားတွေကိုရှောင်ယုံခြင်းကတူတက်မှုရဲ့ရန်သူဖြစ်တယ်လို့ရှေ့ဆက်နေတဲ့ကိုယ့်ရဲ့ခြိလန်းတွေလည်းရပ်တန့်သွားလိမ့်မယ်တကယ်ကမာရွေးမှုဆိုတာကြာကျွေးခြင်းမဟုတ်ပါဘူး တည်ယူဖို့အခွင့်အရေးတစ်ခုပါတခြားသူတွေရဲ့ထင်မြင်ချက်တွေကိုအလေးထားနေရင်ကိုယ့်ရဲ့ဘဝကလည်းတခြားသူတွေရဲ့လက်ထဲရောက်သွားလိမ့်မယ်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်တတ်မှတ်ပြီးယုံကြည်တဲ့လမ်းကိုသာတည်လျှောက်ပါပန်းနိုင်မရောက်သေးရင်တော့အေးချမ်းမှုနဲ့ပျော်ရွှင်မှုရပါလိမ့်မယ် ဒါကတော့ကျွန်တော်တို့ဒီလိုမျိုးဆိုရင်တော့ဘဝအတွက်တန်ဖိုးရှိတယ်ဆိုလို့ရတာဖြစ်ပါတယ်။ကျွန်တော်တို့လည်းလေမိတ်ဆွေတွေကလည်းဒီတိပျော်ရွှင်ရှင်ဖြစ်နေအောင်မြင်ပျော်ရွှင်တဲ့ဘဝကြာစီကျွန်တော်ဆုတောင်းပေးပါတယ်။